အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြန်တော့ကျွန်တော် TikTok account မှာကျွန်တော်ဒီ Japan TikTok account ဖွင့်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ကိုယ်တိုင်ဖွင့်ပေးမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ထားတာရှိပါတယ်เนาะအဲ့ဒါတကယ်ဖွင့်လို့ရလားမရဘူးလားဆိုတာကိုကျွန်တော် TikTok ကို message တော့ပြပြမရှိလို့ဗျာနော်တက်တော်လေးဆော့တယ်ဆိုရင်တော့ဒီတိုင်းတော့မဆော့ကြဘူးလေဗျာနော်ပိတ်ဆံရတဲ့တက်တော်ကဟောင်းဖြစ်အောင်တော့လုပ်လိုက်ကြပါဦးဒါမှသာလေကိုဆော့တဲ့ တက်တော့လည်းအကျိုးရှိမှာပေါ့ဟုတ်တယ်မလားမိုက်ဆွေတို့အတွက်အင်ခန်တခုခုဝင်လာမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီတိုင်းဆောင်းနေပြီမိုက်ဆွေအင်ခန်ဝင်လာမှာမဟုတ်ပါဘူးလေဒီတိုင်းအပြည့်သဘောဖြစ်သွားမှာဟုတ်တယ်မလားကိုဆောက်ကျင်ညာလေးဆောက်လို့ရအောင်ဟုတ်တယ်မလားကိုအတွက်ဒီကိုဆောက်လိုက်တဲ့ဟာကလည်းကိုအတွက်အင်ခန်တခုရအောင်လုပ်မယ်ဆိုရင်လည်းမိုက်ဆွေတို့တော်တော်အဆင်ပြေတာပေါ့ဟုတ်တယ်မလားကျွန်တော်ဆိုဒီခါမှတော့ဖွင့်ဖို့တက်တော့အခုမှဖွင့်လာတာနော်ကျွန်တော်ဒီဘီဒီယိုမှာပြန်ဖွင့်လာတက်တော့ကဒါပေမဲ့ဘူပါနဲ့မိုက်ဆွေတို့ဂျပန်တက်တော့ကိုဖွင့်နေရပါတယ်နော် ဒီဂျပန်တက်တော့ကောဖွင့်ဖို့အတွက်ကျွန်တော်တို့ကဘာတွေလိုအပ်လဲဆိုရင်တော့မိတ်ဆွေမှာဂျင်းမင်းအတိတ်တစ်ခုလိုအပ်ပါတယ်နော်အဲ့ဒီဂျင်းမင်းအတိတ်ကတခါမှနော်တက်တော့ကောတခါမှမဖွင့်ဘူးမဖွင့်ဘူးသေးတယ်ဂျင်းမင်းကောက်ဖြစ်ရပါမယ်အဲ့ဒါတစ်ခုရှိပြီမိတ်ဆွေကျွန်တော်ဈေးလာခဲ့လိုက်နော်အဲ့ဒါဆိုရင်ကျွန်တော်ဖွင့်ပေးလိုက်မယ်နော်မိတ်ဆွေဘာမှပြည်စရာမလိုဘူးနော်ကျွန်တော် free ဖွင့်ပေးလိုက်မယ်ဒါတော့မိတ်ဆွေကမိတ်ဆွေကမိတ်ဆွေကိုယ့်အကူလောက်ပါနော်အဲ့ကျွန်တော်ဒီဂျပန်တက်တော့ကောရအောင်ကျွန်တော်ဖွင့်ပေးလိုက်ပါဟုတ်နော် โอเคအဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ဖွင့်လာတဲ့ TikTok ကိုကျွန်တော်ပြမယ်โอเคအဲ့ဒါဆိုကျွန်တော်တို့ TikTok ကိုတည်သွားမယ်เนาะ TikTok ကိုတည်သွားမယ်ဆိုရင်တော့ဒီမှာအဲ့ကျွန်တော် TikTok လာပါလို့เนาะအားကြည့်လိုက်โอเค TikTok ထင်ဝင်လိုက်ပြီโอเคကျွန်တော် TikTok ရောက်တော့ TikTok ရောက်ပြီဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ ျွန်တော်ရဲ့ profile လေးကိုဝင်လိုက်ပါမယ်နော်ဒီမှာ profile လေးဒီမှာအောက်ပါဟုတ်လားအဲ့ဒီ profile လေးကိုဝင်လိုက်ပါမယ် Okay အခုမြင်နေရတာကတော့ကျွန်တော်ရဲ့ TikTok ပေါ်ဖြစ်ပါတယ် message ကြည့်လာပါဟုတ်လားကျွန်တော်တို့ဒီ TikTok မှာနာမည်မထည့်ရသေးပါဘူးနောက်မှနာမည်ထည့်ပါမယ်နော်ဒီမှာတက်လာဒီမှာ edit နေနေနေဒီမှာနာမည်မထည့်ရသေးပါဘူးကျွန်တော်ဟုတ်လား Okay ဒါကျွန်တော်ရဲ့ TikTok ပေါ့ Okay ဲ့ဒါပြပြဆိုရမယ်ကျွန်တော်တို့ကဂျပန်ရီဂျင်ဟောက်မဟုတ်နော်ဂျပန်လိုကင်းရဟောက်မဟုတ်ကိုကျွန်တော်တို့တော့ကြည့်မယ်ဆိုတော့တရားကျွန်တော်တို့ကဒီမှာမြင်းကြောင်းသုံးကြောင်းလေးကိုနှိပ်ပြလိုက်ပါနော်အမြင်းကြောင်းသုံးကြောင်းလေးကိုနှိပ်ပြလိုက်ပေါ်ဆောင်ကနော်โอเคအဲ့လိုမျိုးပေါ်လာပြီဆိုတော့လည်းမိတ်ဆွေဒီနေရာမှာအောက်ကဒီ setting setting ကပက်ပစီဆိုတဲ့ဒီအောင်းလေးကိုထပ်နေပြလိုက်နော် setting app ကြည့်ဆိုတဲ့ဒီ online ကိုထပ်နေပြလိုက်ပါ โอเคအဲ့လိုမျိုးပေါ်လာပြီဆိုရင်မဆွဲဒီနေရာမှာအကောက်ဆိုတဲ့ဒီအောင်လေးကိုထပ်နေပြရပါမယ်ဒီအကောက်ဆိုတဲ့အောင်လေးကိုထပ်နေပြလေပါโอเคအဲ့လိုမျိုးပေါ်လာပြီဆိုရင်မဆွေဒီနေရာမှာဒီမှာ account information ဆိုဒီ online ကိုထပ်နေပြရပါမယ် account information ဆိုတဲ့ online ကိုထပ်နေပြလိမ့်ပါโอเคမြင်တွေ့တွေ့လားဒီမှာ ဒါအခုကျွန်တော်လက်ရှိဖွင့်ထားတဲ့ကျွန်တော်ရဲ့တက်တော့အကောင့်ဒီမှာတွေ့တာဒီမှာဂျပန် region တွေ့လား location ကကြာအကောင့် region ပြရအောင်နော်မမြင်ရနော်ဒီမှာအကောင့် region ဟောနော်ဒီမှာ byte အောင်း byte ထားလေးကြည့်လိုက်ဟုတ်ကဲ့ပြောအကောင့် region ရဲ့ restoration နဲ့အကောင့်တွေ့လားဟုတ်လားဟုတ်လား မက်ဆေ့ချ်ကိုကျွန်တော်အဲ့ဒါညာပြောတာမဟုတ်ဘူးလေအမှန်တကယ်ပြောတာတကယ်လို့မက်ဆေ့ချ်ကဒီမှာ network ကိုလုချင်တော့ကျွန်တော်ဒီလာခဲ့ဒါပေမဲ့မက်ဆေ့ချ်မှာပါလာရမှာကတော့ဖုန်းတစ်လုံးရဲ့ gmail account တစ်ခုရေးပါရပါမယ်နော်အဲ့ဒီ gmail ကလည်းတစ်ခါမှတက်တော့မဖွင့်ဘူးသေးတဲ့ gmail account ဖြည့်ရပါမယ်အဲ့ဒါဆိုရင် message ဂျပန်တက်တော့ကိုကျွန်တော်ဖွင့်ပေးလိုက်ပါမယ်เนาะအဲ့ဒါမှမဟုတ်လည်းဘာဘူးဆိုတော့မရဘူးပေါ့ဗျာအဲ့ဒါဆိုတော့ gmail ကိုတိခွင့်ရပါမယ်เนาะ Okay ဒါကတော့ကျွန်တော်အခု ဒီဂျပန်လက်တော့ကိုဖွင့်ရတာမိတ်ဆွေတို့ပြတာနော်မိတ်ဆွေတို့ညာတာမဟုတ်ဘူးအမှန်တကယ်ပြောပြတာမိတ်ဆွေတကယ်လူချင်းတော့လာကြလက်နော်ဆက်တွေ့လက်အေးကျွန်တော်ကဒီ Facebook မှာလည်းတင်မှာဒါ YouTube မှာလည်းတင်မှာဒီဗီဒီယိုနော်တစ်တော့မှာတော့ဒီတော့3မိနစ်ပဲရတယ်ဆိုတော့အပူရမှာမဟုတ်ဘူးအဲ2မိနစ်လောက်ပဲတင်နေတင်နေရမှာဟဲ့လားအဲ့ဒါကျွန်တော်ပြန်ထလိုက်တော့မယ်နော်အဲလက်ရှိကျွန်တော်နေထားတဲ့ဗီဒီယိုတွေကအဲအဲကိုကိုဘာလို့ရှိပဲဘယ်သူမှမပါဘူးနော် အမဒီခုမှဖွင့်ရတာဗျာကျွန်တော်နေ့ပဲပတ်တော့ရ၆တွေထားတာတမောဖြစ်နေတယ်ဗျာနေပြင်းနဲ့ပတ်သက်တဲ့ဘက်ကပါလဲနောက်မှလာပါဒီမှာတို့လားနေရင်ကကျွန်တော်ဒီ TikTok ကိုဖွင့်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျင်းထားတဲ့ဗီဒီယိုဒီဗီဒီယိုကနေနော်ဒီဗီဒီယိုကဆိုတော့ကျွန်တော် TikTok ကိုဖွင့်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုတော်တော်တင်ပြထားတဲ့ဗီဒီယိုဖြစ်ပါတယ်နော်တကယ်လို့မိတ်ဆွေကအာကျွန်တော် TikTok ကိုလိုချင်ရင်နော်မိတ်ဆွေမှာဒီမေးအသေးတစ်ခုပြလာခဲ့ပါအဲ့ဒါဆိုရင်ကျွန်တော် free မိတ်ဆွေကိုဖွင့်ပေးလိုက်ပါမယ်နော် โอเคအဲ့ဒါဆိုတော့ကျွန်တော်ဗီဒီယိုကိုဒီမှာနဲ့ဆုံးသတ်ပါရမယ်เนาะကျွန်တော်ထွက်လိုက်ပါတော့မယ်